မေတ္တာဆိုတာကိုများသောအဖြစ်ချစ်ချင်းလို့ဘာသာပြန်ကြတာကနားလည်မှုအများကြီးရှုပ်ထွေးစေနိုင်မေတ္တာဆိုတာတတ္တဝါတွေရဲ့အပေါ်မှာ ချမ်းသာစေခြင်းနဲ့စိတ်ထားလေးကိုမေတ္တာလို့ပြောတာမေတ္တာကိုအဲ့လိုရိုးရှင်းရှင်းမှန်မှန်ကန်ကန်သဘောပေါက်ရတယ်နော်မေတ္တာဆိုတာဘာလဲတတ္တဝါတွေရဲ့အပေါ်မှာချမ်းသာစေခြင်းနဲ့စိတ်ထားလေးအဲ့တော့တတ္တဝါတွေကိုကိုယ်ကချမ်းသာစေခြင်းနဲ့ဆိုရင် တတ္တဝါတွေမှာဘေးတွေအန္တရာယ်တွေကြာရောက်နေရင်မချမ်းသာနိုင်ဘူး။ဒါကြောင့်တတ္တဝါတွေရဲ့အပေါ်မှာချမ်းသာစေခြင်းလည်းဆိုရင်ပထမဦးစွာဘေးတွေအန္တရာယ်တွေမတွေ့ကြပါစေနဲ့မကြုံကြပါစေနဲ့လို့စိတ်ကအဲ့ဒါလို့ညွှတ်ရမယ်။နောက်တစ်ခါတတ္တဝါတွေကျမကြီးဖောက်ပြန်လေဆိုရင်လည်းအဲ့ဒီတတ္တဝါမချမ်းသာနိုင်ဘူး။ဒါကြောင့်တတ္တဝါတွေကိုချမ်းသာခြင်းချမ်းသာစေခြင်းလည်းဆိုလို့ရှိရင်တတ္တဝါတွေကျမကြီးကောင်းကြပါစေလို့လည်းစိတ်ကဘယ်လိုမှမလို့ညွှတ်ရမယ်။တခါတတ္တဝါတွေမှာ စိုးရင်စရာတွေငိုကြွေးစရာတွေစိတ်ဆင်းရဲစရာတွေစိတ်ညစ်စရာတွေကြုံလို့စိတ်ဆင်းရဲနေမယ်ဆိုရင်လည်းတတ္တဝါတွေမချမ်းသာနိုင်ဒါကြောင့်တတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့ဆိုရင်တတ္တဝါတွေနှလုံးစိတ်ဝမ်းငြိမ်းအေးကြပါစေချမ်းသာကြပါစေလို့ဒီလိုလေးညွှန်ရဒါကြောင့်မေတ္တာပို့တဲ့အခါမှာရိုးရိုးရှင်းရှင်းမြမာနဲ့လူတတ္တဝါဟူသည်မြတို့သည်ဘေးရန်ကင်းကွာ ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေဒီဆိုရိုးလေးကိုရရင်ဒါကိုတွတ်တွတ်ရွတ်နေတဲ့ စိတ်ကလည်းပဲတတ္တဝါတွေရဲ့ပေါ်မှာချမ်းသာတည်ခြင်းနဲ့စိတ်ထားလေးညှုတ်ပြီးတော့ဒီဆိုရိုးလေးကိုဆိုရမယ်ပရိစိတ်တာဘာညာဝါသနာပါတယ်ဆိုလို့ရှိရင်ဒီဆိုရိုးလေးကိုတစ်ခေါက်တစ်ခေါက်ဆိုပြီးတိုင်းပရိတလုံးချကြည့်ဟုတ်လားဇမာနတ်လူတတ္တဝါဟူသည်များတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေနောက်ပရိလေးနဲ့လုံမယ်ဆိုလို့ရှိရင်အနည်းဆုံးတော့ တရားရှိခေါလောက်တော့မေတ္တာပို့ပြသွားမယ်ပေါ့နော်အဲ့ဒါကိုကျိန်ဖာများဆိုတာကြိုးစားမယ်ဆိုလို့ရှိရင်တတ္တဝါတွေရဲ့ပုံမှာချမ်းသာသိရင်လည်းစိတ်ကလေးကကိုယ့်ရဲ့စိတ်နှလုံးမှာလွယ်လွယ်ကူကူဖြစ်ပေါ်လာပြီးတော့အဲ့ဒီမေတ္တာဓာတ်ရဲ့နော်ဖြစ်ပေါ်စေတဲ့အကျိုးအာနိသင်ကိုဘုန်းဘုရားတို့တွေဟာလွယ်လွယ်လေးရရှိမယ်ပေါ့အဲ့ဒါကိုယုံကြည်ပြီးတော့ကိုယ့်ရဲ့ဘဝမှာမေတ္တာတရားကိုပွားများရင်ဖြင့်ဘေးတွေအန္တရာယ်တွေဒုက္ခတွေမဖြစ်အောင်မရောက်အောင်မကြအောင် ငါကာကွယ်စောက်ရှောက်မယ်ဆိုတာမျိုးလေးဘုန်းဘုန်းတို့ဘာလို့ရမှာတော့နားလေထားရမယ်ပေါ့ဟုတ်ပြီလားအဲ့တော့ဒီနေရာမှာမေတ္တာတရားဟာတတ္တဝါကိုကာကွယ်ရေးတာဝန်အပြည့်အဝယူနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ယေရှုဘုရားဟောခဲ့တဲ့ဒေသနာတွေကိုကြည့်မယ်ဆိုရင်အများကြီးသိနိုင်တယ်။ယောက်ျားသားများပြီးတော့မိမသားနဲတဲ့အိမ်ကိုလူဝင်ရောက်နှိပ်ဆက်ဖို့ခရင်နေတဲ့ ယောက်ျားသားများပြီးတော့မိန်းမသားနေတဲ့အိမ်ဟုတ်လားအဲ့လိုပဲမေတ္တာအားကောင်းပြီးတော့ဒေါသအားနေတဲ့ပုဂ္ဂိုလ်ကို လူမပြောနဲ့တဲ့တကူရှိတဲ့နတ်တွေကတောင်သူ့ကိုဆင်းရဲအောင်မနှိပ်စက်နိုင်ဘူးနော်မိန်းမသားများပြီးတော့ယောက်ျားသားနေတဲ့အိမ်ကိုလူဆိုးတွေတကူတွေဝင်ရောက်နှိပ်စက်ဖို့လွယ်ကူသလိုမေတ္တာအားနေပြီးတော့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ကိုလည်းပဲနော် ေးကတတ္တဝါတွေကဝင်ရောက်နှိပ်ဆက်ဖို့ဒုက္ခပေးဖို့လွယ်ကူတယ်အဲ့လိုမြတ်စွာဘုရားဟောနောက်တစ်ခုဟောအလွန်ကောင်းမွန်တဲ့တန်နဲ့လှုပ်တာတဲ့ထက်စွာသွေးတာတဲ့ဒါအဲ့ဒီဒါကိုတစုံတယောက်ကဒီဒါကိုငါထမ်းရွက်ကလေးထမ်းရွက်၆ကလေးချိုးသလိုချိုးပလိုက်မယ်နောက်ဆက်ကူကိုလုံးချီတယ်လို့မျိုးလုံးချီပလိုက်မယ်လို့စိတ်ကူးပြီးတော့အဲ့ဒီတန်လျက်ဓာတ်ကိုနှလုံးချီဖို့ချိုးချီဖို့ကြိုးစားမယ်ဆိုရင်တန်လျက်ဓာတ်က တော့မှာမဟုတ်ဘူးအဲ့လိုကြိုးစားတဲ့ပုံကိုယ်ရဲ့လက်သေးတာနဲ့အပိုင်းပိုင်းပြတ်သွားမယ်ပေါ့အဲ့လိုပဲမေတ္တာအားကောင်းတဲ့ပုံကိုယ်တယောက်ကိုအစွမ်းရှိတဲ့လူတွေနတ်တွေအမနုဿတွေသူတို့ကိုနှိပ်ဆက်ဖို့သူတို့ကိုနှိပ်ဆက်ဖို့နော်ကြံစီပဲစဉ်းစားမယ်ဆိုလို့ရှိရင်နှိပ်ဆက်ဖို့ကြံစီတဲ့ပုံကိုယ်သီးသာလင်ဒုက္ခရောက်သွားနိုင်တယ်မေတ္တာအားကောင်းတဲ့ပုံကိုယ်ဟာဒုက္ခဖြစ်เสียအကြောင်းမရှိဘူးလို့အဲ့လိုလဲမြတ်စွာဘုရားက အမေတ္တာတရားရဲ့ကာွယ်ဆောင်ရှောက်နိုင်စွမ်းကိုမြင်တော်မူလို့ဥပမာပေးပြီးတော့ဟောတာနော်အကျိုးကြီးတဲ့ရှုတော်ကကြည့်မယ်ဟောမာရှိသောဘုရားကြီးအဲ့ဒီအောက်ခဆိုတဲ့သုတ်တံကိုခြေခံပြီးတော့ဆောင်ဘုတ်ကလေးရေးထားတာရှိတယ်တချို့ဘာသာရေးကိုရမ်းစိတ်ဝင်စားပြီးတော့ဒီအဆုံးမတွေကိုမျက်နှိုးတဲ့ပုံကိုယ်တွေဆိုရင်ရာကောင်းရမယ်တနေ့သုံးကဥဒေယာဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းတဲ့မယွင်းစင်စစ်နုတညစ်စာချိန်သုံးကများ မေတ္တာပွားများကြိုးကြီးမှသည်ဘုရားမြတ်စွာဘိင်္ဂုံးတိကြားဘူးတယ်မဟုတ်လားတနေ့ကို၃ငါနော်ဦးကြီးအလုံးတရာနဲ့အဲ့ဒီထမင်းအားထိုက်တန်နဲ့ဟင်းလေးပါချက်ပြီးတော့လှူမယ်အဲ့လိုလှူလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုတဲ့နော်노တညစ်စာကျင့်သုံးကမြားနွားတို့လေးတခါညှစ်လိုက်တယ်ဘယ်လောက်ကြတယ်လဲဘယ်လောက်မှမကြအဲ့ဒီလိုအကျင့်သုံးချိန်လောက်တတ္တဝါအားလုံးရဲ့ပုံမှာစောစောကပုံပုံပြောပြခဲ့တဲ့ ်ဘေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိမ်းဝမ်းခြင်းအေးစေခြင်းနဲ့စိတ်တတဝါတွေရဲ့ကောင်းကျိုးချမ်းသာကိုလူလားတောင့်တတဲ့ဒီမေတ္တာသဘောလေးဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီမေတ္တာကုသိုလ်ကတာလွန်ပြီးတော့အကျိုးပေးကြီးမားတဲ့ကောင်းမှုကုသိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားအဲ့လိုမြင်ပြတယ်ဒီလိုဆောင်ပုဒ်လေးတွေကိုရအောင်ကြည့်ရမယ်နော်